online ကတဆင့်ရောင်းချနေတဲ့ရွှေဆိုင်တွေအနေနဲ့ကုန်သွယ်ရေးဦးစီးဌာနမှာ online စနစ်ဖြင့်ရောင်းချခြင်း online ဈေးလုပ်ငန်းမပုံတင်ရှောက်ထားရမယ်လို့ရန်ကုန်ဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း WGEA ကနေသိရပါတယ်။ထို့အတွက်ကြောင့်ရွှေဆိုင်တွေအနေနဲ့တသက်တူရွှေရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း license အပြင် online ဈေးမပုံတင်ပါရှောက်ထားရမှာဖြစ်က online စနစ်နဲ့မရောပါကထပ်မံရှောက်ထားဖို့မလိုအပ်ဘူးလို့အသင်းတာဝန်ရှိသူကဆိုပါတယ်။ e-commerce registration system မှာ မှတ်ပုံမတင်ပဲ online စနစ်နဲ့ရောင်းချနေတာကိုစစ်ဆေးတွေ့ရှိရင်အရေးကြီးကုန်စည်နဲ့ဝန်ဆောင်မှုဥပဒေအရအရေးယူခံရမယ်လို့အတည်ပြုထားပါတယ်။တစ်ဖက်မှာလည်းရွှေဆိုင်တွေအနေနဲ့တည်ရန်စတာနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှာမှတ်ပုံတင်ရမှာဖြစ်ပြီးလုပ်ငန်းလိုင်စင်လျှောက်ထားရယူခြင်းမရှိပဲဖွင့်လှစ်ရောင်းချခွင့်မရှိဘူးလို့သိရပါတယ်။ 2024ခုနှစ်နိုဝင်ဘာ18ရက်ကနေ2025ခုနှစ်ဖေဖော်ဝါရီလ18ရက်အထိ3လအတွင်းတသက်တူရွှေရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းလိုင်စင်လျှောက်ထားမှုစုစုပေါင်း4958ဆောင်ရှိခဲ့ပါတယ်။လေပတ်ကားနှုတ်ဖြစ်ရောင်းဝယ်ခြင်းနဲ့တကယ်အရောင်းဝယ်လုပ်တဲ့သူတွေကိုလိုင်စင်နဲ့ခွဲခြားပြီးတော့ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက်လိုင်စင်ကမဖြစ်မနေလောက်ရမဲ့ကဏ္ဍတစ်ခုပဲဖြစ်ပါတယ်လို့ရန်ကုန်ရွှေအသင်းဝန်ကြီးရဲ့ဥက္ကဋ္ဌဦးမြတ်ကပြောကြားထားပါတယ်။ ယခုရပိုင်းအတွင်းကမ္ဘာရွှေဈေးဟာစတိုက်ဆိုးသလိုတရိပ်ပြလာတာကြောင့်ပြည်ရင်းရွှေဈေးလည်းလိုက်ပါမြင့်တက်လာတာကိုရန်ကုန်ဈေးကွက်ကနေသိရှိရပါတယ်။မက်ရှလာတရက်နေ့ကကမ္ဘာရွှေဈေးတောင်းစာ2859ဒေါ်လာဈေးရှိနေချိန်မှာပြည်ရင်းဈေးက54သိန်း5000ကျပ်ဖြစ်ပြီးမက်ရှလာ20ရက်နေ့မှာတော့ကမ္ဘာဈေး3049ဒေါ်လာရှိလာချိန်ပြည်ရင်းဈေးဟာ55သိန်း8000အထိမြင့်တက်လာပါတယ်။ ပြင်ပလေးပကားမှလည်းအခောက်ရွှေဈေးနှုန်းဟာကျက်2သိန်းခန့်မြင့်တက်လာပြီးကျက်68သိန်းဈေးရှိလာကြောင်းပါခင်ဗျာ